အဖန်ရရဲ့အခံပုံပေါ့တတိယအရန်ကိုတာယာလှပတဲ့ကျွန်းကြီးမြောက်ရွာကိုရောက်နေရပါဒီနေရာလေးကိုရောက်ဖို့လမ်းကျဉ်းလေးကိုဖြတ်ခဲရတယ်ရွာတော်မလို့မင်းနဲ့ရွာကိုလွမ်းလို့ traditional ရဲ့ festival တွေကို အရန်ကိုမျှဝေပေးခြင်းလို့တိတိကဒီလိုရေတန်ကုန်းတန်နဲ့သွားရိုက်ခဲ့တာနော်တိတိခုရောက်ရှိနေတာကတော့ကျွန်းကြီးမြောက်ရွာပဲဖြစ်ပါတယ်တကယ်တော့ဒီကျွန်းကြီးမြောက်ရွာက ကုန်းမြေရွာလေးပေါ့နော်အခုကရေအရန်တက်တဲ့အတွက်ကြောင့်မလို့အဲရေကြီးနေတာပေါ့နော်ဖွဲလေအတွက်လေ့ကျင့်နေကြတာ ဒါကအင်ဖာတွေရဲ့အခန့်နဲ့မုံလေးတွေပေါ့နော်။သူတို့ရဲ့ရိုးရာဖာလေးတွေပေါ့နော်။ဘယ်ရွာကိုပဲရောက်ရောက်ဒါလေးတွေကပြောင်းလဲမသွားဘူး။လက်ဖက်ရဲ့ကျွေမုံရဲ့မုန်ချူရည်ကတော့မပါမဖြစ်ချင်တဲ့အတခြားတော့နေချာဖီရောပါလို့ပေါ့နော်။ဒီမုံပြလူလေးတွေတို့တတိယတော့မုန်ချူနဲ့လက်ဖက်ကိုကြိုက်တက်နေပြီ။ဒါကတော့တတိတို့ကိုညာဖာချက်ပေးနေတာပေါ့နော်။ငါးရီကတော့အရှင်နေတတိရောဖလာဘီယာလို့ခေါ်ပေမဲ့သူတို့ကတော့ကြောင်ငါးလို့ခေါ်တယ်။ ဓာတ်ကင်လည်းအရန်ကျွမ်းတယ်လို့သူတို့ရဲ့ငားကင်တဲ့ပုံစံကတမျိုးနော်သူတို့ကလေအလဲကိုခွဲလိုက်ပြီးတော့ငားကိုပြပြလေးဖြစ်အောင်လုပ်ထားတယ်အဲ့ပြပြလေးကိုပဲကင်နာတို့ချက်တာလို့လုပ်ကြတာ ဒါကပဲလုံးကြော်ပြီးထားတာအဲဖိခဟင်းကိုလည်းဒီပဲလုံးလေးနဲ့ပဲဖိခဟင်းချက်တာပေါ့နော်ဂျင်းစက်သူမျိုးစက်သူမဲခင်းရန်ချစ်ဒီနဲ့ဒီဖိတက်ပြီးချက်လိုက်တာကအဲငါးဒုက္ခလို့ဖို့ပေါ့နော်ငါးဒုက္ခချက်တဲ့ချိန်မှာခဏပိုက်ခွဲထားတဲ့ငါရဲ့ပိုက်သေးကိုဒီအနှစ်ကလေးထည့်ပြီးတော့နှီးနဲ့ဖိပေးလိုက်တာအာတေချာလေးနှီးကိုဖိပေးရတယ်ဒါမှအထင်းတည်းကအဖာဗလာတွေမထွက်အောင်လို့ပေါ့နော် ဒီနှီးဖီပီတာတွေကိုဖီပူပူထဲမှာဖနင်းမုံလေးထည့်ပြီးတော့ငါးကိုကြော်လိုက်ပါပါဒါကအင်းမဲကငါးဒုက္ခရှင်နေဖြစ်ပါတယ်ကျွန်းကြီးမြောက်ရာကလေမနက်ကနေညနေညနေကနေညအထိကို အာတော်တော်လေးကိုလှရရွာတရွာပဲဖြစ်တယ်ပေါ့နော်သမင်းမဖခင်တီတီတို့ကရွာရဲ့တင်ညာကိုဖြတ်ပြီးတော့ညာကြီးမောင်မောင်မဲမဲကိုဘယ်သွားကြလဲဆိုတော့ညာကြီးပေါ့နော်ဘယ်သွားနေရလဲဆိုတော့ဟိုဘက်ရွာကို အကျက်သွားတောက်ကြတာပါ ဒီအင်းထဲမှာလေရေပေါ်ဘားလေးမရှိဘူးเนาะရှိကဲ့ရင်လည်းဒီတိတို့လိုလူမျိုးဖွင့်တော့အာအမြဲတမ်းရေထဲပြုတ်ကျနေမှာထင်တယ်။ရေတတန်ကုန်းတတန်နဲ့တာသွားတာခဏပဲနေခဲ့ရတယ်။ပြီးရင်တော့ဘိုင်အရန်ဖာလို့အိမ်ပြန်มาပြီ။အိမ်မှာဖောက်မြော်နေတာကတော့ခဏငါးဖာတိတ်ထားတယ်ငါးကင်လေးတွေပါ။အာငါးကင်ရဲ့ကြော်ထားတဲ့ငါးဒုက္ခရဲ့ပြီးတော့သူတို့အိမ်ကလုတ်ပေးတဲ့အချင်းကအရန်ကိုမိုက်တယ်။

Nee, nee, nee.

ဖာကြည့်အောင်ပဲညောင်းလေးကျွန်တော်တို့ဒါတော့ဒါအထမင်းဝိုင်းဒီလေးရောင်းလေးကျွန်တော်တို့ဘုရားကမွန်ကျိုဝိုင်းကျူးချင်းမြောက်ရွာကိုတောင်းလေရတဲ့အရန်ကိုပျော်ဖရာကောင်းနဲ့အာတတိယပျော်ဖရာတွေကိုလည်းမျှဝေပေးရင်းနဲ့ဘလော်လေးကိုအဖုံးထိကျူးပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်